မင်္ဂလာပါရှင် Rocket Story Teller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျွန်မမိတ်ဆွေတို့ကို ပြောပြချင်တဲ့ case ကတော့အရန်ကိုထူးဆန်းတဲ့ case တစ်ခုပါလူအမျိုးမျိုးစိတ်အထွေထွေရှိကြတယ်ဆိုပေမဲ့တချို့လူတွေရဲ့စိတ်ကူးစိတ်တမ်းယူနမ်းမှုတွေကတော့တကယ့်ကိုကျွန်မတို့နားလေကြည့်လို့မရနိုင်တဲ့အထိဆိုးရွားပါတယ်အခုပြောပြမယ့် case ကအဲ့လိုမျိုး case ပေါ့နော် UK ကဒီ Sonia Exavi ဆိုတဲ့အမျိုးသမီးက ်အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာရှိတဲ့မြို့လေးတစ်မြို့ကိုအသက်ခံရဖို့ခီးသွားခဲ့တယ်။ဒီမှာတင်စားပြီးပြောတာမဟုတ်ဘူးနော်။သူကအဲ့ဒီမှာသူ့ကိုနှိပ်ဆက်ပြီးတော့တတ်ပေးမဲ့သူကိုကိုယ်တိုင်အခကျင်းငွေပေးပြီးတော့ငှားထားတာ။ကိုယ့်ကိုတတ်မဲ့လူသက်သမားကိုသူကပတ်စံပေးပြီးတော့ငှားထားတာ။သူငှားထားတဲ့အတိုင်းပဲလူသက်သမားကလှုပ်ပေးနိုင်ဖို့အတွက်သူကိုယ်တိုင်ကိုခြေထောက်နဲ့ကိုကိုစည်းရိမ်နဲ့ကိုနော် UK နိုင်ငံကနေပြီးတော့အမေရိကန်နိုင်ငံကိုသွားခဲ့တာ အော်လော်လော်ဟုတ်ပါမလားရုပ်ရှင်လားဒါတကယ်ကိုမူခင်အစ်စ်လားဆိုပြီးတော့ကျမက fax check ကိုလုပ်ကြည့်ရသေးတယ်အခုကျမလေးလာလို့ရသမျှပြောပြမယ်နော်အသက်32နှစ်အရွယ်ဆိုနီယာအက်ဇီဘီဆိုတဲ့မျိုးသမီးတယောက်ကသူ့ကိုနှိပ်စက်ပြီးတော့တက်ဖြတ်ပေးမဲ့သူကို fetish website ကနေပြီးတော့ရှာခဲ့တယ်။ဒီ fetish website ဆိုတာကလိင်မှုကိစ္စတွေကိုဒီတမယိုးကြမဟုတ်တဲ့ထူးဆန်းထွေလာပုံစံနဲ့စိတ်ဝင်စားတဲ့သူတွေစုဝေးတဲ့နေရာ ဝါသနာသူတွေစုဝေးတဲ့နေရာပေါ့နော်အဲ့ဒါတွေကိုချင်းချင်းလာရှာကြတဲ့နေရာအဲ့ဒီနေရာမှာဆိုနီယာ ACB ကသူ့ကိုပေါ့နော်သူလိုချင်တဲ့ပုံစံအတိုင်းဘဝကိုအဆုံးသတ်ပေးနိုင်မဲ့သူကိုသူကသွားရှာခဲ့တာဘသူသူ့ကိုအဲ့လိုမျိုးလုပ်ပေးနိုင်မလဲပေါ့နော်နောက်ဆုံးတော့သူကသူလိုချင်တာကိုလုပ်ပေးမဲ့အသက်53နှစ်အရွယ် Dwayne Hall ဆိုတဲ့ American နိုင်ငံ Florida ပြည်နယ်ကလူဆိုးတယောက်နဲ့ချိတ်မိသွားတယ်ဟောကဘာပြောသလဲဆိုတော့ main florida ကိုဒါရောက်အောင်လာခဲ့ မင်းဆန္ဒအတိုင်းဖြစ်စေရမယ်ဆိုပြီးတော့ဂတိပေးထားလိုက်တယ်ဒီလိုမျိုးသူတို့နှစ်ယောက်ဆက်ပြီးတော့ချိတ်ဆက်မိသွားတာကလွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကလေးကအဲ့ဒီချိန်ကလေးကဟောကဆွန်နီယာအိဇဘီကိုသူ့ကိုယ်သူတတ်မတည်သွားအောင်နော်မန်တာလုံနေခဲ့တယ်ဆိုပြီးတော့ပြောတယ်သူတို့နှစ်ယောက်ရဲ့ဒီလိုမျိုးဆက်တွယ်မှုတွေကို Telegram Channel ကနေပြီးတော့လုတ်ခဲ့တယ်ဆိုပြီးတော့လည်းပြောတယ်ဆိုနီယာအိဇဘီကစိတ်ကြမ်းမာရေးထိခိုက်နေတဲ့ စိတ်ကျမ်းမာရေးပြဿနာကိုနှိရှေလမြားစွာခံစားနေရတဲ့သူကသူ့ဘဝကိုအယံကိုစိတ်ကုန်နေပြီးတော့မကြာခဏကိုကိုကိုဆုံးစီရင်ပြစ်ဖို့စိတ်ကူးရှိတဲ့သူဒါပေမဲ့သူကဒီရိုးရိုးတသားစဉ်းစားတာမဟုတ်เนาะသူကသူ့ကိုယ်သူအင်မတန်ဆန်းပြားတဲ့အမြင်ရှိရဲ့သူကပေါ့နော်လုံးဝမကောင်းတဲ့သူသူ့နာကသူ့ကိုချစ်တဲ့သူတွေကိုနာကျင်စေတဲ့သူ အပြစ်ရှိတဲ့သူဆိုပြီးတော့အမြဲတမ်းခံစားနေရပြီးတော့ကိုကိုကိုအပြစ်ပေးတဲ့အနေနဲ့ဆူဆူရွရွနှိမ့်ဆက်ခံရပြီးမှတည်တည်နေသူလို့ ကိုကိုကိုယူဆထားတဲ့အင်မတန်မှတနာစရာကောင်းတဲ့မိန်းကလေးပါရုပ်ကလေးဆောင်တဲ့ဒီမှာကြည်အရန်ချစ်စရာကောင်းတယ်နော်မိသားစုကလည်းသူ့ကိုချစ်တဲ့ပုံပဲသူ့မှာချစ်သူလည်းရှိတယ်သူ့ချစ်သူကလည်းသူ့ကိုချစ်တယ်ဒါပေမဲ့သူ့ကိုဒီစိတ်ကြယောဂါကနှိမ့်ဆက်နေတဲ့အခါမှာသူကဒီကိစ္စမတိုင်ခင်မှာလည်းပဲကိုကိုကိုအဆုံးစီရင်ဖို့စ조사ခဲ့ဖူးတယ်မအောင်မြင်ဘူးပေါ့နော်ဒီတစ်ခါမှာတော့ဆိုနီယာအက်ဇီဘီကသူ့ကိုသူ့လိုချင်တဲ့ပုံစံနဲ့အဆုံးစီရင်ပေးမဲ့သူ ဒွင်းဟောကိုရှာတွေ့သွားခဲ့ပါတယ်။သူ့ကိုရရဆက်ဆက်လိမ်မိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေလည်းလုပ်၊နှိပ်စက်မှုတွေလည်းလုပ်ပြီးမှအဆုံးစီရင်ပေးဖို့ကိစ္စကိုအကောင့်အထည်ပေါ်ပေးဖို့အတွက်ဒွင်းဟောကဝန်ဆောင်ခအနေနဲ့ဒေါ်လာ၄000တောင်းတယ်။ဆွန်နီယာအိဇဘီကလည်းပေးဖို့တဘောတူခဲ့တယ်။ဒါပေမဲ့ဆွန်နီယာအိဇဘီကအမေရိကကဒွင်းဟောရှိတဲ့ဖလော်ရီဒါပြည်နယ်ကိုလာခဲ့ရမယ်။သူတို့နှစ်ယောက်ကဒီကိစ္စကိုအကောင့်အထည်ပေါ်ဖို့အတွက်အချိန်ယူပြီးတော့အပြန်အလှန်ဆက်တွဲတဲ့ဆွေးနွေးတဲ့ ပြီးမှပဲဆွန်ညာအိဇဘီကအမေရိကကိုလာခဲ့ဖို့စီစဉ်ထားတာဖြစ်ပါတယ်ဟောကတကယ်တမ်းတော့ဒီ Silver Wolf Roadside Assistant Company လေးတခုကိုပိုင်ထားတဲ့လုပ်ငန်းရှင်တစ်ယောက်ပါအဲ့လိုအမြန်เนาะအဝေးပြေးလမ်းမပေါ်မှာကားတွေဒုက္ခတခုခုရောက်တယ်ဆိုရင်သူဖုန်းဆက်လိုက်သူသွားကူညီတယ်သွားကယ်တယ်ဟာလိုမျိုးပေါ့เนาะအဲ့လို company ကိုသွားလှုပ်ထားတယ်သူကလုပ်ငန်းရှင်တစ်ယောက်လို့ပြောလို့ရတာပေါ့เนาะတကယ်ကိုကြေးစားလူတက်သမားလို့မျိုးတော့မဟုတ်ဘူး ဒါပေမဲ့သူ့ရဲ့အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်မိုက်ရိုင်းကြမ်းတမ်းတဲ့ရာဇဝင်တွေနဲ့ပြည်နေတဲ့ဒီကျဉ်းနာမှုတွေမရှိဘူးတိရစ္ဆာန်ညင်ပန်းနှိမ့်ဆက်မှုတွေနဲ့အတိုင်ခံရတာတွေပါတယ်လည်းရှိတယ်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာဆွန်နီယာအိတ်ဆဗီယာ UK ကနေပြီးတော့ Dwin Hall ရှိတဲ့ America ကိုလာခဲ့ပါတယ်။ သူ့ရဲ့အပြန်လက်မှတ်ကတော့အောက်တိုဘာလ23ရက်နေ့မှာပါဆွန်နီယာအိဇဘီကသူအမေရိကကိုလာခဲ့မှာကိုသူမိသားစုနဲ့သူ့ရဲ့ချစ်သူသူ့ရဲ့တငယ်ချင်းတွေကိုလည်းပြောပြထားခဲ့တယ်။ဘာကြောင့်သွားမှာဘာသွားလို့မှာသူပြန်မလာနိုင်တော့မှာစတဲ့အချက်လက်တွေကိုတော့မပြောပြခဲ့ပါဘူး။သူကအားလုံးကိုအောက်တိုဘာလ23ရက်နေ့မှာပြန်လာဖို့လေရင်လက်မှတ်ဝယ်ထားတယ်ဆိုပြီးပဲပြောပြခဲ့တယ် ဆွနီယာအိတ်စပီကိုအောက်တိုဘာလ10ရက်နေ့မှာဟောကလေးစိတ်ကနေတွားကြိုလာခဲ့တယ်ပြီးတော့သူတို့နေရာကဖလော်ရီဒါပြည်နယ်ကဒီ Reddick ဆိုတဲ့အရက်ကပေါ့နော် Airbnb နေရာတစ်ခုကိုငှားပြီးတော့နေခဲ့ကြတယ်အဲ့ဒီ Airbnb ကိုငှားတာရောငှားခါကိုရောဆွနီယာအိတ်စပီကပဲပေးချေခဲ့တာသူတို့နေရာက online ကနေတည်နေကြတာကတော့နနစ်ကျော်လောက်ရှိပြီဆိုပေမဲ့လူချင်းကအခုမှအပြစ်မှာတွေ့ကူကြတာပေါ့နော်အဲ့ဒီနေ့မှာပဲဟောကစတိုးဆိုင်ကိုသွားပြီးတော့ ကျိုးတွေတူရင်းနေနော်စပရေးဘူးတွေအစရှိတဲ့တခြားသူလိုအမဲ့ကိစ္စတွေပစ္စည်းတွေကိုတွားပြီးတော့ဝယ်လာခဲ့တယ်။ဆွန်နီယာအိဇဘီနဲ့ဟောရိုကဒီဆွန်နီယာအိဇဘီဖလော်ရီဒါရောက်ပြီးသူတို့နှစ်ယောက် ABNB မှာစနေကြတဲ့ဗီဒီယိုမှတ်တမ်းတွေအများကြီးယူထားခဲ့ကြတယ်။သူတို့နှစ်ယောက်ကဆွန်နီယာအိဇဘီကိုမတက်ခင်မှာလိမ်မှုကိစ္စတွေလည်းကြိမ်များစွာလုပ်ခဲ့တယ်လို့ပြောတယ်။အော်တိုဘာလ17ရက်နေ့မှာဆွန်နီယာအိဇဘီယူထားတဲ့ဒီဗီဒီယိုမှတ်တမ်းအရာဆိုရင် သူ့မျက်နာနဲ့ကိုယ်ပေါ်မှာအညိုအမေးတွေဆွဲနေပြီးတော့ဟောကိုစကားပြောတဲ့ပုံစံအတော်လေးကိုစိတ်ဖိစီးမှုတွေများနေတဲ့ပုံစံခံစားချက်ပေါင်းစုံနဲ့စိတ်ဆင်းရဲနေတဲ့ပုံစံပေါက်တယ်တဲ့သူတို့နှစ်ယောက်အတူရှိနေစဉ်ကာလတလျှောက်လုံးမှာဟောကဆွန်ရ XB ကိုခဏခဏပေါ့နော်ဟောကိုသူကိုယ်တိုင်တတ်ခွင့်ပေးထားတယ်သူကိုယ်တိုင်တတ်စီချင်တာဘလိုပုံစံမျိုးတတ်စီချင်တယ်ဆိုတာမျိုးပြောခိုင်းနေတဲ့အဲဆွန်ရ XB ခိုင်းလို့သူလုပ်ရပါတယ်ဆိုတဲ့မှတ်တမ်းကိုယူတဲ့သဘောပေါ့ အဲ့ဗီဒီယိုမှာလဲဟောကမင်းကဘာလို့အသက်ခံချင်ရတာလဲအဲ့လိုမေးတဲ့အခါမှာဆွန်ညာအိဇဘီကဘာဖြစ်လို့လဲဆိုတော့ငါကမကောင်းတဲ့လူမို့လို့လေငါကငါနာကငါချစ်တဲ့သူတွေကိုအမြဲတမ်းနာကျင်စေခဲ့တဲ့သူမို့ပါလို့ပြန်ပြီးတော့ဖြေခဲ့တယ်။သူ့မိသားစုနဲ့သူ့ကိုချစ်တဲ့သူတွေကဒါအောင်မြင်ဘလောက်တောင်မှဖြေမစေနိုင် ဖြစ်သွားကြမလဲတွေးပြီးတော့အယံတနာမိတယ်။ပြီးတော့ဟောက မင်းကဘလို့ပုံစံမျိုးနဲ့တည်ချင်တာလဲလို့မေးတဲ့အခါမှာဆွန်ညာ SB ကအတော်လေးအဲ့လိုစိတ်လှုပ်ရှားနေတဲ့ပုံပေါက်တယ်ပြီးတော့ तू ကဒီမေးခွန်းကိုဖြေဖို့လဲတွန့်ဆုံနေပုံရတယ်ဒါပေမဲ့ तू ကနောက်ဆုံးတော့အဲ့လိုမျိုးတွန့်တွန့်ဆုံဆုံနေပဲ သားထုတ်ခံရပြီးတော့သိချင်တယ်ဆိုပြန်ဖြေခဲ့တယ်။အဲ့ဒီ၄မိနစ်နဲ့၁၆စက္ကန့်ပဲကြာတဲ့ဗီဒီယိုမှာဟောကဒီကိစ္စကိုဆိုနီယာအက်ဇီဘီကသဘောတူထားပါတယ်။သူခိုင်းလို့လုပ်ပါတယ်ဆိုတဲ့ဟာကိုထက်ခါထက်ခါအတီးပြုတ်မိကွန်းနေမေးထားပြီးတော့မှဆိုနီယာအက်ဇီဘီကလည်းဟုတ်ပါတယ်။ငါကမကောင်းတဲ့သူမလို့ရိုက်နဲ့ခံရပြီးတော့ဆိုးဆိုးရွားရွားခံစားတင်ပါတယ်။အဲ့လိုနီးနေတည်သွားတင်ပါတယ်ဆိုပြီးတော့ပြန်ဖြေထားတယ်ဆိုတော့တွေ့ရတယ်။ဒါပေမဲ့ ဆွန်ညာအိစဗီယာကင်မရာကိုရောဟောကိုရောမကြည့်ပဲနဲ့မျက်လုံးလေးလွဲပြီးတော့ဖြေထားတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်ရေးတွေကအဲ့ဒီဗီဒီယိုသုံးသပ်ကြည့်တဲ့အခါမှာဆွန်ညာအိစဗီကဘာစိတ်ခွန်အားမှရှိရပုံမရတော့မိတာကိုဖြေတယ်ဖြေစီချင်တဲ့ပုံစံအတိုင်းဖြေပေးတယ်ကြောက်ရွံ့သွန်းဆုပ်နေပုံရတယ်နော်မျက်လုံးမှလည်းမျက်ရည်တွေနဲ့ပြည့်နေတယ်ဆိုတာတွေ့ရတယ်အဲ့ဒီနေ့မှာပဲသူတို့ကဗီဒီယိုနှစ်ခုကိုရိုက်ထားခဲ့ကြတယ်တဲ့ တကယ်တော့ဟောကဒီဗီဒီယိုတွေကိုဖြတ်လိုက်သေးတယ်။နောက်တော့ရေးတွေကနီးပညာနဲ့ရအောင်ပြန်ပြီးတော့ဆင်ယူထားခဲ့တာဖြစ်ပါတယ်။ပြီးတော့ဆွညာ XB ကတငေချင်းတယောက်ကို Discord ဆိုတဲ့ application ကိုသုံးပြီးတော့ message ကိုပို့ထားခဲ့တယ်။အဲ့ဒီမှာဗာပြောထားလဲဆိုတော့ "तू ဟာသူ့တေချင်စိတ်ကိုမှားပြီလား"ဆိုတဲ့အတွေးဝင်နေပေါ့နော် second thought ဝင်လာတယ်ဆိုတဲ့အကြောင်းကိုရေးထားခဲ့တယ်။ပြီးတော့ဆွညာ XB ကဆက်ပြီးတော့ရေးခဲ့တယ်။ အဲ့ဒီလူကြီးကငါ့ကိုဒီကနေထွက်သွားလို့မရဘူးအကေရွေးငါကဒီညနေထွက်သွားချင်တယ်ဆိုရင်သူ့ကိုတနက်နေ့ပစ်တပ်ပြီးမှထွက်သွားလို့ပြောခဲ့တယ်ငါကဘုသူ့ကိုမှမတတ်နိုင်ဘူးမတတ်ရေးဘူးအဲ့လိုမျိုးရေးထားခဲ့တယ်သူ့စာထဲကဟီပေါ့နော်အဲ့ဒီလူကြီးဆိုတာကဘုသူလဲဆိုတဲ့နာမည်ကိုတော့ထည့်မရေးထားဘူးပြီးတော့စွညာအိဇဘီကဆက်ရေးတယ်ငါချင်တာကဒီဖြစ်စဉ်ကိုသူမြင်မြန်ပြအောင်လုပ်လိမ့်မယ်လို့ထင်ထားခဲ့တာ ဒါကငါနောက်ဆုံးနေ့ပါလားလို့ငါတတိမထားမိခင်ပြီးသွားမယ်လို့ထင်ခဲ့တာငါကသူပြောသလိုသူ့ကိုမပြည့်ရည်ဘူးငါအယမ်းကြောက်တယ်ငါတကူလုံးလဲကျေမွနေတယ်လို့ပဲနာကျင်နေရတယ်ငါကလေးလျောင်းနေုံတက်တက်ပဲတတ်နိုင်တယ် ီးတော့ဒီလူကြီးကငါ့ကိုလေးစားတော့အဖြစ်ငါမလုတ်ချင်တဲ့အရာတွေငါ့ကိုမလုတ်ခိုင်းဖို့မျှော်လင့်တယ်စသဖြင့်ရေးထားပြီးတော့ပို့ခဲ့တယ်ပြီးတော့သူကဒီလူကြီးကငါ့ကိုတဲ့ငါမိသားစုစီကိုလည်းစာတစောင်းအတင်းရေးခိုင်းခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ "तू ကဒါကိုရည်စရာတစ်ခုလိုမျိုးထင်နေတာ"လို့အဲ့လိုမျိုးထပ်ပြီးတော့ရေးထားတာကိုတွေ့ရတယ်။ ဒီစာအသွားအလာတွေကိုခြုံကြည့်လိုက်မယ်ဆိုရင်ဟောကဆွညာ exhibi နဲ့အချိန်တွေတစ်ခုလုံးကိုထိမ့်ချုပ်ထားလိုက်ပြီးဆွညာကကြောက်နေရပြီးပြီးတော့ဒီဆုံးဖြတ်ချက်ကမှားပြီလားဆိုပြီးတော့လည်းနောင်တရချင်နေပြီဆိုတဲ့အနေအထားမျိုးကိုပြောလို့ရတယ်။သူနောင်တရလို့ပြန်ပြင်ချင်နေဆိုရင်တောင်မှမရတော့ဘူး။ ဟောကသူ့ကိုတက်ပြီးမှသွားလို့ရမယ်လို့ပြောနေတယ်။ဆွေညာအိဇဘီကမတက်ရင်ရင်အတက်ခံရမယ်။ဒီနှစ်ခုထဲကတစ်ခုပဲရွေးချယ်ရမယ်အနေထားမျိုးကိုရောက်သွားခဲ့တယ်ဆိုတာတွေ့ရတယ်။ဒါကိုကြည့်မယ်ဆိုရင်ဆွေညာအိဇဘီကတည်ခြင်းနဲ့ဆိုတာထက်စိတ်ကျမ်းမာရေးကြောင့်ပေါ့နော်။သူကအကူအညီလိုနေတယ်ဆိုတာပို့ပြီးတော့သိတာနေပါတယ်။တကယ်တမ်းတော့သူ့ကိုနီးမှန်လမ်းမှန်နဲ့စိတ်ကျမ်းမာရေးကုစားပေးမဲ့သူနော်အဲ့လိုကူညီပေးမဲ့လူကိုသူကလိုအပ်နေတာ။ အရင်တုန်းကဒီ2024တုန်းကလည်း तू က UK မှာခုလိုမျိုးတယောက်မှားပြီးတော့တက်ခိုင်းခဲ့ဖို့စူးစမ်းခဲ့ဘူးတဲ့ဒါပေမဲ့ तू ကစိတ်ချမ်းမာရေးကုသမှုကိုခံယူပြီးလို့နော်သူ့ရဲ့တငယ်ချင်းတွေချစ်ရတဲ့သူတွေက तू ကောင်းသွားပြီနေကောင်းသွားပြီအဲ့လိုထင်နေကြတာ तू ပြန်ပြီးတော့ခုလိုမျိုးဒီအကူညီမဲ့တယ်လို့ခံစားနေရတာတော့ဘယ်သူမှမသိလိုက်ဘူး ဆွမ်းညာ exhibi ကအောက်တိုဘာလ17ရက်နေ့မှာဗီဒီယိုလေးတွေရိုက်ပြီးတဲ့နောက်မှာနှိပ်ဆက်ပြီးတော့အသက်ခံလိုက်ရတာဖြစ်နိုင်တယ်ဆိုပြီးတော့နောက်ပိုင်းမှာရေးတွေကကောက်ချက်ချကြတယ်။အောက်တိုဘာလ23ရက်နေ့မှာဆွမ်းညာ exhibi က UK နိုင်ငံကိုပြန်လာရမှာဖြစ်ပေမဲ့သူကပြန်မလာခဲ့တဲ့အပြင်သူနဲ့လည်းလုံးဝဆက်တော်လို့မရတော့တာဖြစ်တဲ့အတွက်ကြောင့်သူ့မိသားစုကစိတ်ပူပြီးတော့ Florida Yeast Camp မှာလူပြောက်တိုင်ခဲ့ကြပါတယ်။ တိတိကျကျပြောရမယ်ဆိုရင်ဆွန်ညာ XB ရဲ့ချစ်သူကရေးတွေကိုတိုင်ခဲ့တာ။ तू ကဆွန်ညာ XB ရဲ့ကွန်ပျူတာမှာတွေးလိုက်ရတဲ့အချက်တချို့ကြောင့်သူကသူများတေချောင်းကြံသွားမလားဆိုပြီးတော့စိတ်ပူတယ်ဆိုပြီးရေးတယ်စုံစမ်းစစ်ဆေးရေးမှုတွေပြောခဲ့ပြီးတော့လူပြောက်တိုင်းခဲ့တာပြီးတော့ social media မှာလည်းပဲဆွန်ညာ ACB ပျောက်နေလို့ကူရှာပေးကြပါအောင်ဆိုပြီးတော့အခုညတောင်းတဲ့ post တွေလည်းတင်ထားခဲ့တယ်ဆိုတော့တွေ့ရတယ်သူ့ကိုအယံတနာမိတယ်နော်ကိုချစ်သူကတေချောင်းကြံဖို့ထွက်သွားခဲ့တာကိုမသိခဲ့ရှာဘူး တိများတိခဲ့လို့သားနိုင်မယ်ဆိုရင်ဆွညာအိတ်စပီကအသက်ရှင်နေအောင်မယ်လို့ထင်ပါတယ်။စုံထောက်တွေကဆွညာအိတ်စပီငှားထားတဲ့ ABNB ကိုလည်းတိသွားကြပြီးတော့ပိုင်ရှင်နဲ့ဆက်သွဲပြီးတော့အခန်းနေမရှင်းလိုက်ခင်မှာတက်တည်တွေရလို့ရညာသွားရှာခဲ့ကြပါတယ်။ အဲ့ဒီမှာမြင့်မြင့်တက်သေးတွေရဲ့ထွက်ဆိုချက်အရဟောကဆွညာ XB နဲ့အတူသူ့ကုမ္ပဏီတစိုက်ပါတဲ့ကားနဲ့အဲ့ဒီနေရာကိုရောက်လာခဲ့တယ်ဆိုတာပြောပြခဲ့ကြတယ်။နောက်ပြီးတော့ရေးတွေရဲ့စုံစမ်းစစ်ဆေးချက်အရဆွညာ XB ရဲ့ဘဏ်အကောင့်ထဲကနေပြီးတော့သူ့ကုမ္ပဏီကိုပတ်စံဒေါ်လာ1000နေရာလွှဲထားတယ်ဆိုတာတွေ့ခဲ့ရလို့ဟောကိုအောက်တိုဘာလ13နဲ့14ရက်တွေမှာခေါ်ပြီးတော့မေးခဲ့တယ် ်ဟောက तू ကဆွညာအိတ်စပီကိုမသိဘူးလမ်းမှာမျိုးသမီးတယောက်ဒုက္ခရောက်နေတဲ့ဖုန်းဆက်လို့ तू ကကားနဲ့တော့ခေါ်လာပေးရတဲ့အတွက်ကြောင့်သူ့ကိုဝန်ဆောင်မှုပေးတာဆိုပြီးပြောခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာစုံထောက်တွေကအဲ့ဒီနေ့မှာ तू ပြောသလိုမျိုးသူ့စီကိုအဝင်ဖုန်းခေါ်လာတာမရှိဘူးဆိုတာစုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်တကယ်တော့အောက်တိုဘာလ17ရက်နေ့ကလေးကဆွညာအိဇဘီရဲ့အကောင့်ထဲကနေပြီးတော့ဟောစီကိုတတိတိနဲ့ပတ်စံနဲ့လွှဲထားတယ်ဆိုတာတွေ့ရတယ်လို့သတင်းတစ်ခုမှရေးထားတာအောင်တွေ့ရတယ် အောက်တိုဘာလ18ရက်နေ့မှာဆွညာ XB ရဲ့အလောင်းကိုအဝေးပြေးလမ်းမကြီးဘေးကတောအုပ်တနေရာမှာရေးတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဟောကလည်းသူ့ရဲ့အကောင့်ကိုမငင်းတာတော့လို့ရေးတွေကိုသူ transaction တွေဘယ်လိုတွေလုပ်ထားတဲ့အဝန်အထွက်တွေလုပ်ထားတဲ့ဟာကိုပြလိုက်ရတယ်။အောက်တိုဘာလ18ရက်နေ့မှာသူအဖမ်းခံရတာကလူပြောက်တိုင်ထားတဲ့ဆွညာ XB ရဲ့ ATM ကတ်တွေကိုတုံးတာမိသွားလို့ဖမ်းခံရတာ။ နိုဗ ెంబ ာလ18ရက်လွန်ခဲ့တဲ့အပတ်မှာကဟောဂါဆွန်နီယာ exhibit ကိုပြန်ပေးဆွဲတက်ဖြတ်လိုက်မှုနဲ့အမှုထပ်တိုးပြီးတော့တရားစွဲခံရတာဖြစ်ပါတယ်။ဟောဂါဆွန်နီယာ exhibit ရဲ့အလောင်းပင်မှာရှိတယ်ဆိုတာသူကိုယ်တိုင်ရေးတယ်ပြပြခဲ့တာမဟုတ်ရေးတယ်ကွက်ကိုရှာဖွေတွေ့ရှိခဲ့တာ။ သူကဘာပြောလဲဆိုတော့ဆွညာအိဇဘီကသူ့ကိုရှာမတွေ့စေချင်ဘူးလို့မှားထားတဲ့အတွက်ကြောင့်မပြောပြတာပါဆိုပြီးတော့ပြောခဲ့တယ်။ပြီးတော့ဆွညာအိဇဘီကသူ့ကိုဝန်ဆောင်ခအနေနဲ့ဒေါ်လာ၄000ပေးဖို့ဂတိပေးထားပေမဲ့1900ပဲပေးခဲ့တဲ့အတွက်တိတ်မကျေနပ်တဲ့ပုံစံနဲ့ရေးတွေကိုပြောပြခဲ့တယ်လို့ဆိုတယ်။ဟောကသူ့ကိုရေးတွေဖမ်းလိုက်တဲ့အချိန်မှာသူကတခါပြောရင်တမျိုးနဲ့ဟိုသူ့ကိုမေးတဲ့အခါမှာဖြေဆိုချက်တည်းအရှိန်အောင်ညီမနေဘူး။ဒါပေမဲ့ရေးတွေကသူ့ကို တို့မှာတက်သေးတဲ့ခိုင်မှာရှိနေပြီဆွညာအိတ်စပီနဲ့ဟောနဲ့အတူတူရှိခဲ့ကြတယ်ဆိုတော့မတန်းနေဒူလေးစိတ်ကနေလာကြိုးတဲ့မတန်းနဲ့အကုံရထားခဲ့ပြီးပြီလို့ပြောတော့မှသူလိန်ပြောနေတာကိုရက်တယ်နောက်တော့သူကဒါဟာသူနဲ့ဆွညာအိတ်စပီတို့တိုင်ပင်ထားတဲ့ cover story ပါဆွညာအိတ်စပီပြောစီခြင်းတဲ့စကားတွေပါဆွညာအိတ်စပီကသူ့အတက်ကိုဟောဟာတက်လိုက်လို့ဟောစမှာဝန်ထုတ်ဝန်ပိုးပြဖြစ်မှာမျိုးမဖြစ်စေချင်ဘူးဆိုပြီးတော့ပြောခဲ့တယ် ပြီးတော့ဟောကငါသူ့ကိုနောက်ဆုံးတွေ့တဲ့အချိန်မှာ "तू က तू ဖြစ်ချင်တာ तू လိုချင်တာရတော့မှာမလို့ပျော်နေတဲ့ပုံစံပါ"ဆိုပြီးတော့ပြောခဲ့တယ်။ "तू ဆေးရက်နေ့တုန်းကဝယ်ခဲ့တဲ့သူရင်းကိုလည်းပဲသူ့အိမ်ကနေပြီးတော့ရေးလျာတင်ဆေးရမိတယ်။အဲ့ဒီပုံမှာလည်းပဲသူ့ DNA ရောဆွညာ XB ရဲ့ DNA ရောကတ်နေခဲ့တယ်။အဲ့ဒါအပြင်အဲ့ဒီတွင်းရင်းရဲ့ဒစိတ်လေးတစ်ခုကလည်းပဲဆွန်ညာ ACB ကို မြုပ်ထားတဲ့နေရာမှာကြာနေတယ်ဆိုတာကိုတွေ့ရတယ် နောက်တစ်ခုကဟောကထောင်ထဲကနေပြီးတော့သူ့မိန်းမစီကိုဖုန်းခေါ်တဲ့နေရာမှာသူတို့နှစ်ယောက်ရဲ့တငေချင်းစီမှာဟောကအထုပ်တထုပ်ထားထားတယ်။အဲ့ဒါကို6လအတွင်းမှာသွားယူပါဆိုပြီးတော့ပြောခဲ့တယ်။ဒါကိုထောင်ဖုန်းခေါ်ဆိုမှုမှတ်တမ်းကတဆင့်တာဝန်ရှိတဲ့သူတွေကတည်သွားကြပြီးတော့အဲ့ဒီအထုပ်ကိုသွားယူတဲ့အခါမှာစွန်ညာ XB ကိုတတ်တုံးကသုံးထားတဲ့တမြောင်ဖြစ်နေတယ်ဆိုတော့တွေ့ရတယ်။အဲ့ဒီမှာလည်းပဲစွန်ညာ XB ရဲ့တွေးတွေကတ်နေသေးတယ်တဲ့။ ဆိုတော့ဟောကလူတက်မှုကနေဘလို့မှပြေလွတ်တော့မှာမဟုတ်ပါဘူးတက်တေတွေကအရန်ကိုခိုင်မာနေခဲ့ပြီးသူလုတ်ခဲတဲ့အပြည့်ရဲ့အဖိုးခါကိုသူကိုယ်တိုင်ပေးဆရတော့မှာဖြစ်ပါတယ်သူ့ကိုပြန်ပေးဆွဲမှုနဲ့ first degree murder နဲ့တရားစွဲထားတာဖြစ်ပါတယ်ဆွညာ exv ကဘလောက်ပဲသူ့ကိုတတ်ဖို့သဘောတူကြောင်းပြောလို့တတ်ခဲ့ပါတယ်ဆိုပေမဲ့တက်တေတွေရှိတယ်ဆိုပေမဲ့ ဖလော်ရီဒါပြည်နယ်က UK က assisted suicide ကိုတရားဥပဒေအရခွင့်ပြုထားတဲ့နိုင်ငံတွေမဟုတ်တဲ့အတွက်ကြောင့်ဟောကတရားဥပဒေအရအပြစ်စီရင်ခြင်းကိုရှောင်လွှဲလို့မရပါဘူးလူတယောက်ကတည်ခြင်းနဲ့ဆိုတိုင်းသူ့ဆန္ဒအရပါဆိုပြီးတော့သူ့ကိုလူလုံးချင်တဲ့အတိုင်းလုပ်ပေးလိုက်လို့မရအောင်လုပ်ခွင့်မရှိဘူး assisted suicide ကို ဥပဒေအရခွင့်ပြုထားတဲ့ဂျာမနီလိုမျိုးတိုင်းပြည်မှာတောင်မှဒီကိစ္စကိုဥပဒေပေါင်းကနေလုပ်ဖို့အချိန်ယူရတယ်။စစ်ဆေးမှုအဆင့်ဆင့်ကိုကြော်ဖြတ်ပြီးမှသာလုပ်ခွင့်ရှိတယ်။ဒီ assisted suicide အကြောင်းကိုကျမရဲ့ channel အတစ်တစ်ခုဖြစ်တဲ့ Rocky the Memory Kid ပါ YouTube channel မှာတလောလေးရမှဒီ assisted suicide လုပ်ခွင့်ရပြီးတော့လောကကြီးရနဲ့အတူတူထွက်ခွာကြတဲ့လောကကြီးရနဲ့အတူတူထွက်ခွာသွားကြတဲ့အမှုပညာရှင်ကြီးမှ Alice နဲ့ Ellen အကြောင်းကိုပြောရင်းနဲ့ကျွန်မရှင်းပြထားတာရှိတယ်။စိတ်ဝင်စားတဲ့သူတွေသွားနားထောင်လို့ရပါတယ်နော်။အဲ့ဒီ channel တင်မှာကမုခင်မဟုတ်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုကျွန်မတင်ဖို့လုပ်ထားတာပါ။ဆွညာ XB ရဲ့အမှုကိုတော့ Florida ပြည်နယ်ကအာနာပိုင်းတွေကလူတက်မှုအနေနဲ့ပဲသတ်မှတ်ပါတယ်။ ဟောကလည်းပြန်ပေးဆွဲမှုနဲ့ first degree murder နဲ့တရားစီရင်ခံရမှာဖြစ်တယ်။အမှုရင်ဆိုင်စစ်မှာသူ့ကိုအာမခံမပေးတဲ့အတွက်ကြောင့်သူကအချုပ်ထဲရနေပဲရင်ဆိုင်ရမှာဖြစ်ပါတယ်။ Florida ပြည်နယ်က FDLE Commissioner Mark Glass ကဒီလိုမျိုး လူသားတယောက်ရဲ့အသက်ကိုတန်ဖိုးမချတန်ဖက်ခဲ့တဲ့လုပ်ရက်ကို ကျွန်တော်တို့ရဲ့ပြည်နယ်လုံးဝတိခတ်မှာမဟုတ်ဘူး။ ဒီလိုမျိုးလူမဆန်တဲ့ပြစ်မှုကိုကျွလွန်တဲ့သူကသူ့လုပ်ရက်အတွက်အပြစ်အဝတာဝန်ယူရမှာဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တယ်။တင်းတစ်ခုကလည်းဟောကဖလော်ရီဒါပြည်နယ်ရဲ့အဆိုးရွားဆုံးပြစ်ဒဏ်ကိုကြာခံနိုင်ရမယ်အလားအလာကိုရင်ဆိုင်နေရပြီဆိုပြီးတော့ပြောပြခဲ့ပါတယ်။တဲ့ဒင်းချန်နယ်တခုမှာဒီအမှုအကြောင်းကို criminal defense attorney ဖြစ်တဲ့ရှေ့နေရှေ့နေတယောက်နဲ့ဆွေးနွေးတဲ့အချိန်မှာအဲ့ဒီရှေ့နေကကျွန်တော်အသက်မွေးဝမ်းကြောင်း professional ကရှေ့နေဆိုပေမဲ့ ဒီလိုအမှုမျိုးကိုကျူးလွန်တဲ့သူအတွက်ကတော့ကျွန်တော်လုံးဝရှေ့နေမလိုက်ပေးချင်ပါဘူး။နောက်ဆုံးဆိုမှတကယ်နောက်ဆုံးမတတ်တာမှစဉ်းစားရမယ့်အရာဖြစ်ပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒီအမှုကိုကင်တွယ်ခဲ့တဲ့စုံထောက်ဂျမီကလည်းပဲသူ့ရဲ့နှစ်ပေါင်း30ကျော်တတ်တမ်းမှာဒါမျိုးဆိုးရွားတဲ့ case ကိုမတွေ့ဘူးလို့ပြောခဲ့တယ်။ကျမအနေနဲ့လည်းလူတစ်ယောက်ရဲ့အားအနည်းဆုံးအချိန် နော်စိတ်ကျမ်းမာရေးချိုးတည်နေတဲ့အချိန်ကထိခိုက်လွယ်တဲ့အချိန်တွေကိုကူညီပေးရမယ့်အစားအခွင့်ကောင်းယူပြီးတော့အခုလိုမျိုးရရဆက်ဆက်တတ်ခဲ့တဲ့ဟောကိုတရားဥပဒေအရထိထိရောက်ရောက်အမိန့်ချပေးဖို့ပြစ်ဒဏ်ချပေးဖို့ကိုကျမကမျှော်လင့်ပါတယ်လို့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် Rocky the Storyteller YouTube channel ကနေပြီးတော့ခုလိုမျိုးထူးဆန်းတဲ့ကဘာအနံ့ကဖြစ်ပျက်နေတဲ့အမှုတွေမှုခင်းတွေကိုရှင်းပွဲလေ့လာပြီးတော့ recap လုပ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocky the Storyteller YouTube channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်နော်ကျမအစ်စ်တင်နိုင်တီလို့ရအောင်လို့လဲခေါင်းလောင်းပုံလေးကိုတစ်ချက်နှိပ်ပေးခဲ့ပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะဘိုင်ဘိုင်